မရဲ့ပြောစကားကိုလည်းနားထောင်ရမယ်ပြီးတော့ကိုကိုရိုင်းကလည်းဘလို့ကိုကိုကိုကာကွယ်ရမလဲ ဘယ်လိုကိစ္စရမျိုးဖြစ်လာတဲ့ခါကျရင်ဘယ်လိုရှောင်တက်ရမလဲဆိုတော့အဲအသိဉာဏ်ရှိအောင်အဲဉာဏ်ပညာအကောင်းလို့ပေါ့နော်ကိုကိုကိုလည်းအများကြီးလ ీల လာထားတင်တယ်လို့နေချင်တာပေါ့နော်ဟိုနေချင်းចောင်းမှာတော့အဲနေချင်းရဲ့ဟိုဖာသာစကားတင်တဲ့ចောင်းမှာတော့လူသက်ခံရတော့ဘာလို့တစ်ခေါက်တော့ရှိပူတာပေါ့နော်နေချင်းကိုမတတ်နိုင်တဲ့ကိစ္စလည်းရှိတာဆိုတော့လေဟိုနေချင်းကတော့ဒီကိုစိတ်ကိုပဲအများနဲ့ပြင်စင်တာနေချင်းကိုရင်းလဲလေအလိုမျိုးဟိုကိုဘဝမှာနောင်တာအဲရမယ်ကိစ္စမရှိအောင်နေရေပေါ့နော် ားတော့နေကြီးနေကြီးလည်းအရင်တော့အရန်ကြိုက်တယ်ဒီလိုတွေးတဲ့ဟိုနေကြီးဆိုရင်အဲ့လိုခွဲစိတ်တဲ့ကားရပါတယ်ဆိုလည်းကိုယ့်ဘာကိုခောက်ဆက်ပြုတ်ထမင်းစားနေနေစားနေတယ်အောင်ကြည်တာအမေဆိုရင်ဟဲ့နေဘလို့ဖြစ်လို့ရာကြီးကြည်နေစားနိုင်တာလေတော့ကြီးပြင်းပုံချင်းနဲ့သူတွေးခေါ်ရပုံမဲမူတည်ရလို့ထင်ပါတယ်ဒီဒါရင်ကြီးရနေတော့မဆိုင်လို့ထင်ပါတယ်အဲနေကြီးတော့ရုပ်ရှင်ဆိုရင်တော့ရုပ်ရှင်သဘောတရားအရတော့ကြီးရပါတော့အပြင်မှာတော့နေကြီးကအဲ့လိုတွေးတဲ့နေရတော့ မကြည့်ရအောင်ကြောက်တယ်ပြမဟုတ်အဲဒီလိုမျိုးကတော့နေရာတိုင်းမှာပေါ့နော်နိုင်ငံတကာမှာတော့အမှုကိစ္စဆိုတော့ရှိနေရပဲဒီလူတက်တယ်ဆိုရဲလူတက်တာပဲဖြစ်ဖြစ်ဟိုရန်ဖြစ်တာပဲဖြစ်ဖြစ်တဘောတော့မတိုက်ဆိုင်တာဖြစ်ဖြစ်အလကားနေပဲဝင်ထိုးရပြီဖြစ်ဒါရတော့နိုင်ငံတကာမှာလည်းရှိနေကြပါဘောเนาะတယောက်နဲ့တယောက် stress ကိုခံနိုင်တဲ့ပေါ်တော့တရားပေါ့เนาะ stress ကိုခံနိုင်တဲ့အားပေါ်မှာဘူးတရားပေါ့ဟုတ်အဲ့လိုထင်ပါတယ်ဟုတ်ဒါကတော့နေကျတော့ကြိုပြီးတော့မှမမြင်ရတာကိုဘာဖြစ်မလဲဆိုတာလေအ ပြီးတော့ရုတ်တရက်အရန်ဆန်တဲ့ကိစ္စရမျိုးကြီးဆိုနေကြီးကိုမတတ်နိုင်တဲ့ကိစ္စလည်းရှိတာဆိုတော့လေဟိုနေကြီးကတော့ဒီကိုစိတ်ကိုပဲအများနဲ့ပြင်စင်တာနေကြီးကိုရင်းလဲလေအလိုမျိုးဟိုကိုဘဝမှာနောင်နာအဲရမယ်ကိစ္စမရှိအောင်နေရပေါ့နော်တကယ်လို့မမြန်ထွက်သွားရမယ်ဆိုလဲအေးစစ်ဟိုဘယ်ချိန်ဘယ်နေရာမဆိုအေးစစ်ထွက်သွားနိုင်အောင်လို့စိတ်ကိုတော့အများအဲ့လိုလေးပဲထားလာလိုက်တယ်ဘယ်လိုမျိုးပါဟုတ်အဲ့တော့နေကြီးနေကြီးတရုတ်ဆောင်တယောက်အနေနဲ့ပြောရမယ်ဆိုတော့မဖြစ်နေကြီးကတော့မဖြစ်နိုင်ဘူးဆိုတော့နေကြီး ဒါကြီးတယောက်ဆောင်ပြီးတော့အဲ့ဒီဟာကြီးကိုမထုံနိုင်လို့အပြင်မှာလိုက်တက်နေရတော့ပါဆိုတာဒါမှဖြစ်နိုင်အောင်ဒီကျတော့အလုပ်ကိုအအလုပ်ပြီးသွားပြီဆိုရင်တော့ဖြတ်ချနိုင်အောင်ဒါ professional ဆန်အောင်လို့ပေါ့နော်အတက်နိုင်ဆုံးစူးစမ်းကြရဆိုတော့လေဟုတ် ။ဟိုနေကြီးတို့ကြီးပြစ်လာရဲ့ခင်မှာဆိုရင်တော့ဟိုမိဘတွေကအဲဆုံးမကြရဲမိဘမဟုတ်လဲအအတိအတော်အကြီးတွေကနေပြီးတော့ဒါမလို့အောင်မိကိုကင်ပူရဲကကြီးကိုကင်ထိမိမယ်ဒါမျိုးပေါ့နော်။အဲပြောခဲ့ကြရဲခစ်ပေါ့နော်။ဒီခင်မှာကြတော့ဘာမှဟိုဒီမိတို့ကကြီးတို့ထပ်ပို့ရအနေများတဲ့ကိစ္စအများကြီးရှိလာပြီဆိုတော့အဲသူကြီးသူမရဲ့ပြောစကားကိုလည်းနားထောင်ရမယ်ပြီးတော့ကိုကိုရိုင်းကလည်းဘလို့ကိုကိုကိုကာကွယ်ရမလဲ။ ဘယ်လိုကိစ္စရရမျိုးဖြစ်လာတဲ့ခါကျရင်ဘယ်လိုရှောင်တရမလဲဆိုတော့အဲအသိဉာဏ်ရှိအောင်အဲဉာဏ်ပညာအကောင်းလို့ပေါ့နော်ကိုကိုကိုလည်းအများကြီးလိလာထားတင့်နေလို့တော့နေချင်တာပေါ့နော်ဆိုတော့တင်းရောက်ကိုအားကိုကထက်ကိုဘသားကိုအားကိုပြီးတော့ကာကွယ်ထားတော့ဒါအာကိုအမအချိန်ထဲကိုပေါ့ကိုတစ်ခုဖြစ်လာပြီဆိုရင်ကာကွယ်ရမှာဆိုတော့လေကိုကိုကိုအရင်ဆုံးကာကွယ်ဖို့ပေါ့အဲ့ဒါလေးတွေကိုတင်ထားတင်တယ်ဟုတ် အဲ့အဲ့လိုနေကြီးအကြောင်းမှာတော့အဲနေကြီးရဲ့ဟိုဖာသာစကားတင်တဲ့အကြောင်းမှာတော့လူသက်ခံရတော့ဘာလို့တစ်ခေါက်တော့ရှိဘူးပါဗောနော်အဲ့အဲ့လိုမျိုးကိစ္စတော့ဘယ်လိုဖြစ်လဲတော့မသိဘူးလို့ညာဘက်စာစာကြည့်နေတဲ့အကောင်မလေးတက်ခံရတာဗောနော်တက်ခတ်ဆယ်လောက်လားမသိဘူးအဲ့လိုမျိုးအဲ့အဲ့လိုမျိုးတော့ရှိတယ် အဲကိုရိုင်းတို့ကမနက်3-4နာရီဆိုတော့လည်းကျွန်တော်မသိဘူးပေါ့နော်အဲ့လိုမျိုးဟုတ်အဲ့ကိစ္စရရတော့လို့ရှိရောရှိနေပါပဲဒါပေမဲ့ဟိုသူများကိစ္စဆိုတော့လည်းကိုကိုရိုင်းလည်းရုံးကန်ရမယ့်အချိန်တွေရိုးမှရှိရတော့ပေါ့နော်အဲ့လိုပဲရှေ့ဆက်သွားနေရတာပေါ့အဲ့လိုမျိုးဟုတ်အဲအဲ့လိုပေါ့လက်ခံနိုင်အောင်ပေါ့တခုအဲကိစ္စဘယ်ကိစ္စမဆိုလက်ခံနိုင်တဲ့စိတ်ကလေးပဲနေကြတော့ထားထားရယ်အဲအဲအားကြောင့်မလို့လဲနေကြီးတည့်ရဲ့အတည့်ရဲ့ဆိုလဲတွေ့ရဲ့အချိန်မှာအကောင်းဆုံးဆက်ဆံနိုင်တယ်အဲအဲ့လိုပေါ့နော်ဟုတ်